โอเคကျွန်တော်တို့အာ strategy အပိုင်းကိုရောက်ပါပြီအဲ့တော့ကျွန်တော်တို့အရှိမတင်ထားတဲ့ကိစ္စများတွေအကုန်လုံးကိုကျွန်တော်တို့ပြန်ပြီးတော့ strategies တွေအနေနဲ့ကျွန်တော်တို့ပြန်ပြီးတော့ bounce ဆက်ကြပါမယ် bounce ဆက်ပြီးရင်အဲကျွန်တော်တို့ဘယ်လို trade မလဲပေါ့နော်ဆိုတော့အာ strategies မှာကျွန်တော်တခုအာပြောချင်တာကကျွန်တော်တို့ဒီ strategies တွေကိုကျွန်တော် time frame ဘယ် time frame မှာမှဝင်ပါဆိုပြီးတော့ကျွန်တော်တတ်မှတ်တာမျိုးမရှိဘူးအဲဒါပေမဲ့ ကျွန်တော်တို့ lower time frame ရောက်လေလေ time frame ကမြန်လာလေလေကျွန်တော်တို့ဝင်ရတဲ့အချိန်မှာစဉ်းစားရတဲ့အချိန်ကနည်းနေလေဖြစ်ပြီးတော့ပို့ပြီးတော့အမှားများနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပထမဦးဆုံးအရင်ဆုံး bet deck စပြီးတော့လုပ်တဲ့အဲအချိန်မှာတော့ bet deck ကို15မိနစ်ဖြစ်ဖြစ်5မိနစ်ဖြစ်ဖြစ်1 hour ဖြစ်ဖြစ်ကြိုက်တဲ့ time frame မှာကျွန်တော်တို့လုပ်လို့ရတယ်ရတယ် bet deck လောက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကနောက်ပြန်ပြန်ကြည့်တာဖြစ်တဲ့အတွက်အဲကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့အာတကယ် ဘရက်တက်စ်တွေအများကြီးလုပ်အရင်ဆုံးအများကြီးလုပ်ရမယ်ကျွန်တော်အရှိမပြောထားတဲ့ process map အတိုင်းဆိုတော့အများကြီးလုပ်ပြီးတဲ့အချိန်မှာတကယ်ဝင်တဲ့အခါကျလို့ရှိရင်တော့အစအဦးဆုံးစပြီးတော့တုံးတဲ့အချိန်မှာကျွန်တော်ကဟို demo ပဲဖြစ်ဖြစ်ပေါ့နော်စပြီးဝင်တဲ့အချိန်မှာအာ1 minute လို့မျိုးအရင်မြန်တဲ့အဲကျွန်တော်တို့ဒီ time frame တွေ5 minute လို့ time frame မျိုးတွေမှာဘလို့ဆိုမဝင်သေးပဲနဲ့အနည်းဆုံး15မိနစ်ကနေစပြီးတော့အထက်ပေါ့နော်15မိနစ်1 hour 4 hour အဲ့လိုမျိုးတွေမှာ ဒီမိုနဲ့ဝင်ကြည့်တာပေါ့အရင်ဆုံးလုပ်စီချင်တယ်အဲ့ဒါမှကျွန်တော်တို့ကအာဘယ်လောက်ထိကိုကလက်တွက်လဲမြင်လဲဘယ်လောက်စဉ်းစားလဲဆိုတော့ကျွန်တော်သိပါဘူးโอเคအဲ့တော့အာ strategies မှာတော့လောလောဆယ်ကျွန်တော်အာ၃ခုပေါ့နော် strategies ၃ခုကျွန်တော်လုပ်ထားတာရှိမယ်အဲဒါပေမဲ့အာတခုချင်းစီကိုကျွန်တော်ဗီဒီယိုတစ်ပုဒ်စီတင်တော့မှာပေါ့နော်အဲ့တော့ဗီဒီယိုလေးကအရင်ဗီဒီယိုလေးလောက်ရှည်ချင်းမှတော့ရှည်တော့မယ်ဒါပေမဲ့ဘာလို့တခုချင်းစီတင်နေဆိုလို့ရှိရင် strategy တစ်ခုသုံးခုစလုံးတစ်ခါတည်းတင်လို့ရှိရင်တအားများပါမယ်ပြီးရင် အာကျွန်တော်ပြန်ပြီးတော့မှအထက်ထက်ပြန်ကြည့်ဖို့အတွက်ကိုတိတ်အဆင်မပြေအဲ့တော့တခုချင်းစီကျွန်တော်တို့သွားမယ်အဲ့တော့ပထမအောင်ဆုံး strategy ကကျွန်တော်တို့ breakout strategy ဖြစ်မယ်ဆို breakout strategy ဆိုတာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အရှိမပြောခဲ့သလိုပဲ price ဒီကျွန်တော်တို့ရဲ့ဒီအာ pattern တခုဒါမှမဟုတ်လို့ရှိရင်အဲကျွန်တော် horizon နဲ့ support resistance လို့ခေါ်တဲ့ supply demand zone ပေါ့နော်တခုအဲဒါမှမဟုတ်လို့ရှိရင် trend line ပေါ့ဒါပဲဟိုဘာပဲဖြစ်ဖြစ်အဲ့သုံးခုတည်းတခုခုကိုချင်းကပ်လာ အဲ့ zone နေစီကိုကျွန်တော်တို့က price တွေဖြည့်ရချင်းကတ်လာပဲအောက်ကနေအပေါ်ကိုတက်လာတာပဲဖြည့်အပေါ်ကနေအောက်ကိုဆင်းလာတာပဲဖြည့်တနည်းနည်းနဲ့ကျွန်တော်တို့အဲ့ zone ရှိတဲ့နေရာကိုချင်းကတ်လာမယ်ပြီးရင် breakout ဖြစ်သွားမယ်အဲ့ zone ကိုသူကအားပါတဲ့ကျွန်တော်တို့ candle ကြီးတစ်ချောင်းနဲ့ချိုးလိုက်မယ်အားပါတဲ့ candle ပေါ့နော်အားပါတဲ့ candle candle ကြီးကြီးတစ်ချောင်းနဲ့ချိုးလိုက်မယ်ဒါဆို breakout ဖြစ်တယ်လို့ပြောလို့ရတယ်ကျွန်တော်ကဒီတိုင်းလေးပဲအဖျားလေးကတ်ပြီးတော့ကြော်ယုံမဲလို့ပြောလို့မဟုတ်ဘူးတကယ်အားပါတဲ့ candle နဲ့ချိုးမယ်ပြီးရင် အဲအဲ့ break out လောက်ဖြစ်ထားတဲ့နေရာနေပြီးတော့ဟိုချိုးပြီးတာနဲ့အဲအဲ့ကန်နဲ့ပိတ်တာနဲ့ဝင်တာနော်အဲ့တော့ဒီ strategy သည်အဲ trade တွေများလိမ့်မယ်ဘာလို့လဲဆိုတော့ break out ဖြစ်ပြီးတော့ထွက်သွားတာနဲ့ကျွန်တော်တို့ကအတန်းဝင်ဖြစ်တဲ့ trade များမယ် risk ပိုများတယ်ဘာလို့လဲဆိုတော့ break out ဖြစ်တာဖြစ်တာတကယ် break out လားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့လာပြီး fake out လို့ခေါ်တဲ့အဲ fake လုပ်ပြီးတော့ပြန်ဝင်သွားတဲ့ကျွန်တော်တို့ဒီလာပြီးတော့ဟိုစားတဲ့ အဲကန်နယ်မျိုးလားအဲ့ဒါမျိုးမသိနိုင်အဲ့တော့ကျွန်တော်တို့က break out ကရင်တန်းဝင်နေဆိုလို့ရှိရင်အဲပို့ပြီးတော့ risk များတယ် risk များ stop loss ထိနိုင်ကြီးရှုံးနိုင်ကြီးပို့များတယ်ဒါပေမဲ့ trade ဝင်ရတဲ့နှုံးကလည်းပို့များလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ better test လုပ်ကြည့်စေချင်တယ်ကို့အတွက်ဘယ်ဟာပို့ပြီးတော့မှအနေရကင်းတယ်ကို့ရဲ့စိတ်ထဲမှာဘယ်ဟာပို့ပြီးတော့ဟိုအဆင်ပြေလဲပေါ့နော်အဲ့ဒီကနေပြီးကျွန်တော်ကစဉ်းစားပြီးတော့မှကျွန်တော် trade စေချင်တယ်နော်အဲ့တော့ အာပြီးရင် stop loss နဲ့ stop loss ကိုဟိုကျွန်တော် breakout gain နဲ့ out ဟိုကျွန်တော်တို့ဒီဒီခဏဇုံရဲ့အောက်မှာဒါမှမဟုတ်ဇုံရဲ့အပေါ်မှာအထားဖို့လုပ်မယ် TP ကနှိမ့်ဇုံဒါမှမဟုတ်လို့ရှိရင် previous swing ကိုကျွန်တော်တွားမယ်အဲ့တော့ကြည့်ကြအောင်ကျွန်တော်ဒီမှာအဲ့ဒီမှာမှကြည့်မှာဒီမှာဆိုလို့ရှိရင် trend line တစ်ခုဒီလိုဆင်းလာနေရရင်နေပြီးတော့ဒီလို gain နဲ့အချီးနဲ့ဒီ trend line ကိုချိုးချရတယ်ဖုံးဆိုပြီးတော့ဒါဆိုကျွန်တော်က breakout ဖြစ်သွားပြီဆိုပြီးတော့အဲ့ breakout နေရာကနေတန်းပြီးတော့ ထရိတ်ဝင်နေဒီ candle အောက်ဒီဆုံးအောက်မှာလွတ်လွတ်ကင်ကင်ထားတယ် stop loss ကထားတယ် tp ကဒီဘက်ဆွင်းရဲ့အပေါ်နားမှာထားတယ်ဆိုတော့ကျွန်တော်ဒီမှာ tp ထည့်ရဲ့ပြီးတော့မှဒီလို break out ဖြစ်သွားတယ်ဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့ကအဝင်နေသူ set apria ဆိုရင်ဒီကိုတွားတယ်နော်ဒီမှာ short တဲ့အချိန်ကြာလို့ရှင်မှာ break out candle ကြီးနဲ့ဒီလိုချိုးတယ်ချိုးရဟာကိုကျွန်တော်တို့ကအဲဒီမှာဝင်နေလို့တွားတယ်โอเคအဲ့ဒါကကျွန်တော်တို့ဒီ အာ breakout strategy ရဲ့အဲအဓိကအပိုင်းပေါ့နော်အဲ့တော့ကျွန်တော်အရင်ဆုံး step by step လောက်ရမှာဆိုလို့ရှိရင်အရင်ဆုံးဒီ pattern နေ trend line နေ supply demand zone တွေဒါတွေကိုကြိုပြီးတော့မှခုန backtest လုပ်ပြီးတော့ကြိုပြီးရှာပြီးတော့မှမျက်လုံးနဲ့မှမြင်ဖို့အရင်ဆုံးလေ့ကျင့်အောင်အဲ့ဒီ zone နေဒီ trend line တွေပါမြင်ပြီးဆိုရင်ဆွဲထားဆွဲထားပြီးရင်ကျွန်တော်က price approach ဖြစ်တာကိုစောင့်ကြည့်ပြီးတော့ price က approach ဖြစ်လာပြီဆိုရင်ကျွန်တော် alert လုပ်ပြီးတော့ okay ငါတို့ဒီနားရောက်ရင်ငါတို့စောင့်ကြည့်မယ်ဆိုပြီးတော့ကြည်ထားပြီးလို့ breakout တေးစကြဖြစ်ပြီးဆိုရင်ကျွန်တော်ကဝင်လေရအဲ့တော့ကျွန်တော်ပထမတော့ပြောခဲ့ supply theory ပေါ့နော် supply theory က supply မှာ supply ကကြာနေပြီဆိုလို့ရှိရင်ကျွန်တော်တို့က breakout ဘယ်အချိန်ထွက်မလဲဆိုတာကိုကျွန်တော်တို့ကစဉ်းစားလို့ရတယ် okay အဲ့တော့ဒါလေးကိုကျွန်တော်တို့ trading view ပေါ်မှာတော့ကြည့်အောင်အေးအဲ့တော့ကျွန်တော်တို့အာ breakout strategy လေးကြည့်အောင် ဒါကကျွန်တော်တို့ GBP USD 15 minute chart ဖြစ်ပါတယ်15 minute chart ပါအဲ့တော့ကျွန်တော်တို့အာ15 minute chart မှာကျွန်တော်အရင်ဆုံးကျွန်တော်ဘာလုပ်မလဲအရင်ဆုံးအခုရောက်နေတဲ့နေရာမှာရှိတဲ့ pattern လိုဟာမျိုးကိုကျွန်တော်ကရှာအဲ့တော့အာ supply theory ဆိုဒီမှာကျွန်တော်ပြရမယ်ကျွန်တော်ရှိရဒါရှိမယ်ဒါဆိုရင်ကျွန်တော်တို့ တော့ကြည့်လိုက်မယ်ဆိုရင် pattern တစ်ခုကနေပြီးတော့သူဒီ breakout gain နဲ့ breakout gain နဲ့ကောင်းကောင်းနေဆိုတော့ချိုးပြီးထွက်သွားတယ်ဒါမှဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီဒီ candle ကိုကြည့်ကြည့်နော်ဒီတော့ဒီ candle ကိုကြည့်အဲ့တော့ဒီမှာတော်တော်ကိုရအဲ့တော့ဒီ candle ကြည့်လိုက်လို့ရှိရင်မချိုးဘူးဆိုတာကျွန်တော်ဒီမှာ break မလုပ်ဘူးဒီလိုမျိုးဟို rejection နဲ့ကျွန်တော် wick ထားပြီးတော့ပြန်စင်းသွားတယ် ဒါဆိုရင်ကျွန်တော်တို့ကဒါ trade ကောင်းမဟုတ်သေးဘူး pattern ကရှိနေတယ်ဒီမှာ pattern ကျွန်တော်တို့ဆွဲထားတယ် pattern လေးဆွဲထားတယ်ရှိနေတယ်ဒါပေမဲ့ဒီကို break out မလုပ်နဲ့ဒါပေမဲ့ဒီ candle မှာကျတော့ break out လုပ်တယ်ဒါဆိုဒီကောင်က break out လုပ်ဒီ candle ပိတ်ပြီးတဲ့အချိန်မှာကျွန်တော်ကဝင်နေရတယ် stop level မှာထားမလဲအဲ့ candle ရဲ့အောက်မှာထားမယ်ဒီမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီသူ့ရဲ့ဒီ pattern line ကျွန်တော်ဆွဲထားတဲ့မြင်းညောင်ကြီးအဲ့မြင်းညောင်ရဲ့အောက်မှာလွတ်လွတ်ကင်ကင်ထားပေးတယ်နော်အဲ့တော့ TV ပေါ်မှာထားမလဲအရှိမရှိရဲ့ swing ကြီးရဲ့ အဲ့အရှိမရှိရဆွဲမှာထားမယ်ဒါဆိုရင်ကျွန်တော်တို့ကဒီလောက်ထိထားနိုင်တယ်ဆိုလို့ရှိရင်3အားလောက်ရပါတယ်เนาะ3စ3ကို store တိကင်3ကို tpt ကင်အဲ tpt ကင်3 store တိကင်1ဟုတ်3အားเนาะဆိုတော့အဲ့လိုပေါ့အဲ့တော့ကျွန်တော်တို့အရင်ဆုံးခုနကကျွန်တော်ပြောလို့အဲကိုက supply demand ကိုပဲထိမ့်မယ်ဆိုပါစို့ဒါဆို supply demand ကိုပဲထိမ့်မယ်ဆိုရင်ဒီမှာဒါမျိုး ခုတပါ့15မိနစ်မှာဒီမှာဇုံတစ်ခုပေါ်လာတွေ့လိမ့်မယ်နော်ဟုတ်ပြီနော်အဲ့တော့ဒါဒီကျွန်တော်တို့အပေါ်ကနေကြီးအပေါ်ကနေပြီးတော့လာတာဖြစ်တယ်ဆိုကျွန်တော် supply ဆုံးနော် supply ဆုံးဟာ supply ဆုံးတော့ approach ဖြစ်နေအဲ့တော့ကျွန်တော်က price ကဖြစ်နိုင်ခြင်းနှစ်ခုရှိတယ်ဒီကိုတက်မယ်ကျွန်တော်ဒီနေရာအထိတက်ပြီးသွားရင်ဒီလိုပြန်ဆင်းမယ် အဲ့ဒါဘာလို့ဘာလို့ခေါ်လဲဆိုကျွန်တော်တို့ liquidity hand လို့ခေါ်ရင် stock hand လို့လည်းသူခေါ်ကြတယ်ဟိုကျွန်တော်တို့ momentum sorry မှာ liquidity hand ပေါ့နော်ဆိုတော့ဒီမှာဒီနေရာကိုသူကဒီလိုကြော်ပြီးတော့မှ candle အနေနဲ့ကြော်ပြီးတော့မှကျွန်တော်တို့အထက်ကိုပြန်ဝင်လာအဲ့တော့ breakout trader ရဲ့အဓိကအားအနေတွေကအဲ့ဒါကျွန်တော်တို့ဒီနေရာမှာ candle အကြီးနဲ့ကျွန်တော်တို့ဒီလိုပြစ်ချိုးလိုက်လို့ကိုကအဲပျော်ပြီးတော့ကျွန်တော်တို့ okay ဒါဒီလိုမျိုးဒါ candle ဆိုပါစို့နော်ကျွန်တော်အမှ ဟိုအလုပ်တဲ့ဟာတစ်ခုရှိတယ်ပြ drawing ထဲမှာ cool speed cool speed ကโอเคအဒီပေါ်နေမှာဒါဟိုဟာ cool speed cool speed နဲ့ဆိုပြရနော်မကြည့်ကြည့်လိုက်ဒီလိုမျိုးတက်သွားပြီးတော့ဒီမှာကန်နရီကိုချိုးပြီးတော့မှအာပျော်ပြီး break out ဖြစ်သွားပြီးဆိုဒီအရင်ဝင်တယ်။ဒီအရင်ဝင်တဲ့အချိန်မှာကျွန်တော်တို့ဒီမှာ break out ကန်နေအောင်မှာ stop loss ထားထားတယ် TBR အပေါ်မှာထားတယ်အဲ့တော့ဒီထိတက်ပြီးတကယ်ကန်တဲ့အကြီးနဲ့ချိုးချိုးပြပြီးတော့မှနောက်ထပ်ပိုကြီးတဲ့ကန်တွေတစ်ချောင်းနဲ့အောက်ထဲကိုပြန်ဝင်ပြီးတော့အောက်ပြန်ဆင်းသွားတာလို့ဖြစ်နိုင်တယ်ဒါဆိုရင်တော့ stop loss ထိဒါက breakout ကန်ဟိုဟာ breakout trader တွေရဲ့အဓိကရင်ဆိုင်ရမယ့်အားနည်းချက်ပေါ့ trade တွေများများဝင်နေမယ်ဒါပေမဲ့အဲ့လိုမျိုးဟို fake out လို့ခေါ်တဲ့တကယ် breakout မလုပ်ဘဲနဲ့ ချောင်းရင်တချောင်းပြလိုက်တယ်အာပျော်ပြီးတော့ဝင်ကြတယ်ပြီးလဲပြီးတော့နောက်ထပ်ပူကြီးရဲ့အချောင်းတချောင်းတွေအောက်ထပ်ကိုပြန်ဆင်းသွားတယ်ဒါဆိုရင်ကျွန်တော်တို့ဒါကျွန်တော်တို့လာစားပြီအာစားပြီးကျွန်တော်တို့ stallers တွေထိပြီးတော့မှသူအောက်ပြန်ဆင်းရင်မဆင်းအကျင့်မကောင်းရင်ကျွန်တော်တို့ stallers ထိပြီးတော့မှပြန်တက်သွားပြီးနောက်တစ်ခေါက်ပြန် break break ပြောလို့မရဘူးနော်ဆိုတော့အဲ့လိုမျိုးအဲ့လိုမျိုးအချိန်တွေမျိုး break out ထွက်ကြရင်ခဏခဏကြုံရလိမ့်မယ်အဲ့ဒါမှမဟုတ်ကျွန်တော်တို့ now strategy ကြလို့ရှိရင်တော့ break out တစ်ခုတည်းကိုပဲမကြည့်ပဲနဲ့နောက်ထပ်တစ်မျိုးကြည့်ရဆွဲတယ်ကြီးရှိတယ်ပေါ့နော်အဲလောလောဆယ်ကျွန်တော်တို့ breakout strategy ကိုလည်းပြောထားမှာဘာလို့ဆိုတော့ breakout ဒီပဲ trade တဲ့သူတွေလည်းရှိနေတယ်ရှိနေတဲ့ကြောင့်ကျွန်တော် breakout strategy ကိုလည်းကျွန်တော်ပြောဟိုတခါလေးပြောထားတာပေါ့နော်ဆိုတော့ကဲ၍ကျွန်တော်တို့ဟိုဖြစ်နိုင်ကြီးပေါ့နော်ကျွန်တော်ဒီမှာနမူနာပြမယ်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာဒီနေရာမှာကျွန်တော်တို့ကခုနကကန်တွေတက်လာတက်လာပြီးတော့ကျွန်တော်ကန်တက်တစ်ချောင်းပေါ်လာပြီပေါ့ဆိုပါစို့ဒီလိုကန်တက်တစ်ချောင်းပေါ်လာတယ် ဘလို့ကနေမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့အရှိမသင်ခဲ့ shooting star hammer လို့ဟာမျိုးနော် shooting star hammer လို့ဟာမျိုးဒါက wick ပေါ့ဆိုတော့ကျွန်တော်အကြောင်းတော့မပြောတော့ဒါက wick ဒါကအဲကျွန်တော် body ပေါ့အဲ့တော့ shooting star shooting star လို့ကနေမျိုးတစ်ချောင်းဒီမှာပေါ်လာဒါမှမဟုတ်လေပင်ပါလို့မျိုးကနေတစ်ချောင်းပေါ်လာပင်ပါကယူပင်ပါမဟုတ် bearish ပင်ပါအောက်ကိုပြန်ဆင်းမဲ့ပုံမှာပေါ်လာတယ်အဲ့ body ဒီဒီဇုံရဲ့အောက်မှာပြန်ပိတ်သွားတယ်ဆိုရင်တော့ခုနကကျွန်တော်တို့ဟို break out နဲ့ထွက်လို့မရတော့ အဲ့ကြောင့် rubber ဆက်ထွေးရမယ်အကွက်ဖြစ်သွားပြီ။အဲ့ဒီကနေကျွန်တော်တို့ကဒီဒီ ठी ကို short ချလို့ရတယ်လေ။နော်။ဒါကလည်းကျွန်တော်နောက်ထပ် strategy တစ်ခုမှကျွန်တော်ပြောပြမှာနော်။ဆိုတော့လောလောဆယ်ကျွန်တော်တို့အာလေ့ကျင့်ရမှာကဒီလို horizontal support resistance ကိုခေါ်တဲ့ကျွန်တော် supply and demand zone တွေရှိမယ်။ဒါတွေကိုကျွန်တော်တို့ mark လုပ်ပါ။ trend line တွေ mark လုပ်ပါ။ကျွန်တော်တို့ဒီမှာအာဒီလိုမျိုးအောက်ကနေဒီလိုတက်ထားတဲ့ trend line ရှိတယ်။ဟို trend line ရှိတယ်။ trend line တွေ mark လုပ်ပါ။ ပြီးရင်အာကျွန်တော်တို့ဒီ pattern တွေကျွန်တော် wish တွေပေါ့နော်ကျွန်တော်တို့လုပ်ခဲ့ရ wish တွေဒီလို wish တွေ map လုပ်ပါ Okay ပြီးရင်ဒီမှာဆိုရင်ကြည့်ကြည့်ဒီ wish ကို black လုပ်ထားရကျွန်တော်တို့ပြီးလဲပြီးတော့အဲ့ wish ကိုဒီမှာဒီလိုအကန့်နဲ့အကြီးနဲ့ချိုးတာတွေချိုးတာ break out ဖြစ်သွားတယ်ဒီနေရာမှာကျွန်တော်တို့ break out ကနေပြီးကျွန်တော်တို့ဝင်မယ်ဆိုရင်ဒါကျွန်တော်တို့ထွေးကောင်းကောင်းတစ်ခုရတယ်သူကတော့လည်းတော့ရတယ် เนาะဆိုတော့အဲ့လိုမျိုးအဲ့တော့အဲ့လိုမျိုး mac လောက်ပါပြီးရင်ဒီလိုချိုးတဲ့ break out တွေလိုက်ရှာပါပြီးရင် badass လောက်ပါအဲ့တော့အ ਨੇ ဆုံးအ ਨੇ ဆုံး badass အခုတရားလောက်ပါဒီတစ်ခုရဲ့ကိုเนาะအဲ့တော့ pattern ရှာမယ်ပြီးရင်ဒီမှာချိုးတာကိုကြည့်မယ်ပြီးရင်အာကျွန်တော်တို့ဝင်ကြည့်မယ်အဲ့တော့ trading view ကိုကျွန်တော်တို့က free သုံးတယ်ဆိုလို့ရှိရင်ဒီလို variable ပြန်သွားလို့မရအောင်ဒီနောက်ပြန်ပြန်ကြည့်တဲ့အခါကျလို့ရှိရင်ကိုယ်ကဒီတိုင်းပဲကြည့်လို့ရတယ်ဒါပေမဲ့ Plainview Pro ကနေစပြီးကျွန်တော်တို့ဒီတူမှာဟိုဟာရှိရယ် level ရှိရယ် Pro Premium လို့ပါတော့ကျွန်တော်နာမည်တော့သိစားမသိဘူးဒါပေမဲ့အဲ့ဟာကြီးဝယ်လေဝယ်လို့ရှိရင်တစ်လကိုအဲ့လိုမျိုးဒေါ်လာ10ဒေါ်လာလို့ပါလို့လည်းကျွန်တော်တို့ရှိမယ်တချို့ဟိုဟာဆိုရင်ဈေးတက်တာတဲ့ဟာဆိုရင်5ဒေါ်လာလို့ပါလို့ရှိတယ်ကျွန်တော်ဈေးသိစားမသိဘူးဝယ်လို့ရတယ်ပေါ့နော်အဲ့တော့အခုဘာလဲ Black Friday လို့ပါတော့ Cyber Monday လို့အဲ့လိုမျိုးနေ့တွေမှာဝယ်ရင် discount ရတယ်နော်ဆိုတော့အဲ့လိုမျိုးဝယ်ထားလို့ရှိရင်ကြာကျွန်တော်က ဘာ replay လုပ်လို့ရတယ်ဒီမှာအပေါ်မှာ replay ဆိုတာရှိတယ် replay ကနေပြီးတော့ကျွန်တော်ဒီမှာဆိုကြပါစို့အဲဘယ်နေရာဖြတ်ခေတ္တနေရာမှာဖြတ်မှာနော်အခုဖြတ်လိုက်လို့ရှိရင်ကျွန်တော်အဲ့နေကိုပြန်ရောက်သွားโอเคอ่ะကျွန်တော်ကဒီမှာထားတော့ဒီမှာခုနကကျွန်တော်တို့ဒီ pattern တစ်ခုတွေ့ထားရောဒီ pattern တစ်ခုတွေ့ထားရယ်โอเคအဲ့တော့ပြီးရင်ကျွန်တော်တို့ဒီကနေ play လုပ်ကြည့်လို့ရတယ်ဒီမှာဟို one candidate ချောင်းကြီးတချောင်းကြီး play ကြည့်လို့ရတယ်ဒါဆိုရင်အဲ့ pattern တော့ကတ်လာတယ် အဲပြီးရင်ပြန်ဆင်းသွားတယ်ဟောပြီးပြန်တက်လာတယ်အဲအဲ့တော့ဘယ်အချိန်မှကိုဝင်မလဲပေါ့စဉ်းစားအော်ဒီမှာ break သွားတယ်ဒါဆို break သွားတယ်ဒါဆို share break သွားတယ်ကျွန်တော်တို့ရဲ့အာ line အော်ဒီမှာဝင်မယ်ပေါ့အကူကဝင်မယ်ဒါ stall ထိမလား DVD ကျွန်တော်လည်းမသိဒါပေမဲ့ဝင်ကြည့်မယ်ဒီမှာ stall ထားရင်လည်းမှထားမယ်အာ TPU ကြတော့ငါအရှိမကျလာတော့နည်းရဟာထားပါဒီထိပ်ထိထားမယ်ဆိုရင်ဒါ2.3အရှိမယ် စမ်းကြည့်မယ်ပြီးရင်သူကပလေးလိုက်လို့ရှိရင်ကျွန်တော်တို့ထိတ်တကယ်ကိုမြက်တယ်မမြက်ဘူးကျွန်တော်တို့ဒီမှာပြန်ပြီးတော့သူပြရဒါပဲဒီထိတ်ဆိုလေဒီ TV ထိသွားတယ်ဒါဆိုကျွန်တော်ကကျွန်တော်ရှိမှာပေးထားတဲ့ trading dashboard ထဲမှာပါတဲ့ better stamble မှာသွားထည့်ဟိုက one trade ဘယ်နေ့ဘယ်ရက်ကငါးဆန်းဝင်ကြည့်တယ် TBT ရယ်ဘလို့ပုံစံကြောင့်ဝင်တာတမျိုးတွေကျွန်တော်မှတ်ထားလို့ရတယ်ဆိုတော့အဲ့နည်းနဲ့ကျွန်တော် better လောက်တာပေါ့အဲ့တော့နောက်ဒီ strategy ကြီးအကုန်ပြီးွားရင်ကျွန်တော် better လောက်တဲ့လုတ်ပုံလုံးကြီးအာဗီဒီယိုတစ်ခုတက်တက်ကျွန်တော်တင်ပေးမယ် အဲ့ဒါမှ better လောက်တယ်ပေါ့ဆိုတော့လောလောဆယ်ရောကျွန်တော်ပြောသလိုပဲ Trading View Premium ဝယ်ဝယ်ထားဝယ်ထားပြီး Premium ဆိုရင် heavy ဈေးကြီးတဲ့ဟာဝယ်ကြမလို့နောက် reseller တွေရှိမှန်းတယ်ကျွန်တော်လေ Facebook မှာတွေ့လို့တွေ့မြင်ဟို second အလိညာအာဖြစ်မဖြစ်ရကတော့နည်းနည်းတတိထားပြီးကြည့်ကြည့်ပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုရင်ဟို second မဟုတ်တဲ့အကြောင်းနဲ့လူတွေရောရှိနေပါတယ်ဆိုလိုမျိုးရှိရဆိုရင်ပြန်ဝယ်လို့ရနိုင်တယ်ပေါ့နော်အဲ့တော့အာဝယ်ထားပြီးဒီမှာ borrow ပြီးလုပ်လို့ရတယ်โอเคအဲ့တော့ ကျွန်တော်မဝယ်ထားဘူးဟိုမဝယ်နိုင်သေးဘူးလောလောဆယ်ဘယ်လိုလုပ်ရမလဲဆိုရင်လေရတယ်ဝယ်နိုင်သေးဘူးဆိုလို့ရှိရင်တော့ကိုယ့်စိတ်ကိုကိုယ်နိုင်မရနိုင်မဆိုတာတကယ်ကြီး brutally honest ပေါ့နော်ငါလုံးဝဟိုငါဒီအချိန်မှာငါမလိန်ကိုယ့်ကိုကိုယ်မလိန်ဘူးပေါ့အဲအဲ့လိုမျိုးဆိုရင်တော့ရနိုင်တယ်ဘာဖြစ်လဲမယ်ဒီမှာ pattern တစ်ခုအာတွေ့မယ် okay ပြီးရင်ဒီ pattern တွေ့ရဒီ pattern ကိုဒီချိုးချိုးတဲ့ကံတွေဒီမှာပေါ်သွားပြီအဲ့ဒါငါဝင်မလားမဝင်ဘူးလား ဒီမှာနောက်မှာကိုကဘာဖြစ်ခဲ့လဲဆိုတော့ကိုကတိနေဖြစ်တယ်ညောဒီမှာဝင်မလားမဝင်ဘူးလားဆိုရဟာကိုအတွက်ဟိုအနေများသွားပြီဟိုခုနကပြောလို့လိန်ခဲ့လို့ရှိရင်တော့မရဘူးเนาะဒီမှာမထားဝင်နေကွာဆိုဝင်နေကွာငါသာ store လောက်ပုံမှာထားမှာလေဒီနားမှာထားမှာကွာတကယ်မှာ store လောက်ထိပါသေးတာ store လောက်ထိပါတယ်အော်ငါဒီမှာ store လောက်ထိရဒီ trade ကိုငါဖျက်မကောင်းတော့ဘူးအဲ့လိုမျိုးလုပ်လို့မရဘူးတကယ်လို့ဒီတိုင်း free လုပ်မယ်ဆိုလို့ရှိရင်ဒီမှာ store လောက်ထိသွားတယ်ဆို one store လောက်ဆိုပြီးအကောင့်လုပ်မှာရเนาะဆိုတော့အဲ့လိုမျိုးတကယ်အကောင့်လုပ်နိုင်တယ်တကယ်စိတ်ကို ထိမ့်ပြီးတော့တကယ် budget လုပ်နိုင်တယ်ဆိုရင်တော့စမ်းကြည့်လို့ရပါတယ်เนาะဆိုတော့ဒါကအဲကျွန်တော်တို့ဒီ trading view တုံးခြင်းအဖြစ်တော့အဲ့ဒီခုတော့ကျွန်တော်တို့ဟိုရှိတယ်ပေါ့နော်ကိုကဝယ်နိုင်တယ်ဆိုရင်တော့ bar plane နဲ့ပြန်လုပ်လို့ရတယ်မဝယ်နိုင်တော့စိတ်ကိုသေချာထိမ့်မှရအောင်โอเคဟုတ်ပြီအဲ့တော့ကျွန်တော်တို့အာဒါတော့ breakout strategy ဖြစ်ပါတယ်နောက်နေ့ကြာရင်နောက်တဲ့ strategy နှစ်ခုเนาะကျွန်တော် set ပြီးတော့တင်ပြပါ